It is indeed a pleasure to be sitting in front of you today uh, to actually celebrate our 20th year uh, in the healthcare sector in Myanmar. Uh, it's, it's been an amazing journey of 20 years, of which I've been privileged to be for the last 11 years. Uh, and I really want to wish everybody a very happy birthday, 20th birthday and just remind everybody that this 20 years is only the beginning, the foundation of what we will set up for the next 20, 30, 40, 50, and long, long years ahead. So I wish everybody the best. Uh, and you know, it's been a wonderful journey. Uh, and of course, I've had many, many memorable moments. But the most memorable moment for me is now when I transition out as CEO. I got the next generation led by Dr. Sandy coming in as CEO. and a whole young team that is ready to take Panlai to the next 20 years and have a even better journey ပါလိုက်စေးယုံကအခုလာမယ့်မေ29 2025မှာဆိုရင်အနှစ်20တာခီးကိုဖြတ်တန်းခဲ့ပြီဖြစ်ပါတယ်။ကျမကပါလိုက်စေးယုံရောက်တာ15နှစ်ရှိပါပြီ။အဲ့တော့9နှစ်သားမှာစပြီးတော့ပါလိုက်အောင်ရောက်ရှိခဲ့တာပေါ့။ ကျမတို့စပြီးစေးရုံကို join ခဲ့တဲ့အချိန်တုန်းကတော့လိုင်းသားရစေးရုံနဲ့ရန်ကုန်မြို့ထဲကပန်းလိုက်စေကန်းတစ်ခုပဲရှိတယ်။အခု15နှစ်တာဒီခရီးကိုအတူတူဖြတ်သန်းပြီးခဲ့တဲ့အချိန်သူလည်းအနှစ်20ပြည့်တဲ့အချိန်မှာတော့ရန်ကုန်မန္တလေးတောင်ကြီးမှာရှိတဲ့ operating unit တွေနဲ့ပိုပြီးအောင်မြင်တဲ့စေးရုံကြီးတစ်ခုအနေနဲ့ဆက်လက်ပြီးခြေတက်နေတာကိုတွေ့ရတဲ့အတွက်လည်းအင်မတန်ဝမ်းသာပါတယ်။ပန်းလိုက်ကကျမတို့အတွက်တကယ်တမ်းတော့အိမ်ပါပဲ။ အမြဲတမ်းပဲဒီထက်ပိုပြီးတော့လဲအောင်မြင်စေခြင်းနဲ့ဒီအနှစ်20တာကာလအတွင်းမှာလဲ milestone အနေနဲ့မြန်မာနိုင်ငံရဲ့ပုတ်ကလစ်ကကျမကြီးဆောင်ရှောက်မှုမှာမှတ်တိုင်နေအများကြီးထူနိုင်ခဲ့တာကိုလဲကျမတို့အင်မတန်ဂုဏ်ယူပါတယ်ဒီ joint commission international ဆိုရင်လဲ healthcare နယ်ပယ်တစ်ခုလုံးကို uplift လုပ်ပေးနိုင်ခဲ့တဲ့အတွေ့အကြုံမှုလို့ကျမတို့အနေနဲ့အင်မတန်ဝမ်းမြောက်ရပါတယ်ရှေ့ဆက်ပြီးလာမယ့်ကာလတွေမှာလဲဒီစေယုံဒီထက်ပိုပြီးအောင်မြင်စေခြင်းနဲ့ကျမတို့ရဲ့အိမ်ကိုဒီထက်ပိုပြီးသွားတော့ရှေ့လျှောက်ခရီးကိုအများကြီးသူ့ရဲ့ဝန်ထမ်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဆက်လက်ချီတက်စေခြင်းပါတယ် Happy Anniversary ပန်းလိုက်ဒီလ29ရက်နေ့ကပန်းလိုက်စေရုံရဲ့မွေးနေ့လေးဖြစ်ပါတယ်။အခု2005ခုနှစ်ကနေစတင်ခဲ့တဲ့ပန်းလိုက်စေရုံဟာအခုဆိုရင်ည20တက်တန်းတွင်ကိုရောက်ရှိခဲ့ပါပြီ။ဒီဆယ်စုနှစ်နှစ်စုအတွင်းမှာဒီ shareholder တွေရဲ့ပံ့ပိုးမှု management team ရဲ့ဦးဆောင်မှုကျမတို့ဝန်ထမ်းအားလုံးရဲ့စူးစမ်းအထောက်အမှုနဲ့အတူပန်းလိုက်စေရုံဟာဒီည20အတွင်းမှာအခက်အခဲအားလုံးကိုကျော်ဖြတ်ခဲ့ပြီးရောအောင်အောင်မြင်မြင်နဲ့ရောက်ရှိခဲ့ပါတယ်။အဲကျမတို့ပန်းလိုက် ဆေးရုံအနေနဲ့ကျမတို့ရဲ့ pledge ဖြစ်တဲ့ survive product contribute ကိုလက်ခံထားပြီးတော့ကျမတို့ရဲ့ရဲ့ purpose ဖြစ်တဲ့ build a better Myanmar for its people ကိုဒီဆယ်စုနှစ်ပေါင်းများစွာကနေရာစုနှစ်ပေါင်းများစွာအထိကျမတို့ဆက်လက်ပြီးတော့ရှောင်လန်းသွားမှာပါကျမအနေနဲ့လည်းဘန်းလိုက်ဆေးရုံရဲ့ဝန်ထမ်းတယောက်အနေနဲ့ဒီခကြီးလမ်းမှာအတူရှောင်လန်းခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် Happy 20 anniversary to ဘန်းလိုက်ပါဘန်းလိုက်ဆေးရုံကျွန်တော်နှစ်ပေါင်း20ပြည့်ခဲ့ပြီပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့နှစ်ပေါင်း20အတိုင်း အာကျွန်တော်တို့ဟိုကျမ်းမာရေးစောင့်ရှောက်မှုပေးနိုင်ရတဲ့အတွက်အင်မတန်ဝမ်းသာကုန်ယူမိကြအောင်ပြောလိုပါတယ်။ဒါ့အပြင်ကျွန်တော်အနေနဲ့ပန်းလိုက်ဆေးရုံနှစ်ပေါင်း20တန်မှာ73နှစ်တာလက်တွဲလုပ်ကိုင်ခွင့်ရရအတွက်လည်းအင်မတန်ကုန်ယူမိပါတယ်။ကျွန်တော်တို့ခုချိန်ထိမြန်မာတနိုင်ငံလုံးမှာရှိတဲ့အဲမြန်မာပြည်သူပြည်သားတန်းကျော်နဲ့သူနဲ့ဆက်ဆက်မိသားစုတန်းပေါင်းများစွာကိုကျမ်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီးပါပြီ။ဒီထက်ရှေ့လျှောက်ပြီးလဲကျွန်တော်တို့ဒီထက်အများကြီးပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေ မိုကောင်းမွန်တဲ့အဲ service တွေပုံမကောင်းမွန်တဲ့အဲကျန်းမာရေးနည်းပညာတွေနဲ့ကောင်းဆောင်ဝန်ဆောင်မှုပေးသွားမှာပါလို့ပေးသွားတဲ့နေရာမှာကျွန်တော်တို့အာနည်းပညာဌာနအနေနဲ့နည်းပညာဆိုင်ရာပံ့ပိုးမှုတွေအဲပြည်သူတွေအတွက်ကောင်းမွန်တဲ့အဲကျန်းမာရေးနည်းပညာတွေကိုလည်းဝေမျှသွားဖို့ရှိပါတယ်ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ပန်းလိုက်စေယုံကိုအဲအမြဲတမ်းဆက်လက်အားပေးကြပါလို့ပြောရင်းနဲ့ကျေးဇူးတင်ကြောင်းပြောလိုပါတယ် အားလုံးမင်္ဂလာပါအာပန်းလိုင်းဆေးရုံကနေ့20ပြည့်ပါပြီပန်းလိုင်းဆေးရုံနေ့20ပြည့်တဲ့အတိုင်းဟို အောင်မြင်တဲ့ဘန်းနိုင်တစ်ခုရောက်ရှိနေပါပြီ။အာကျမတို့ဒီနှစ်20အတွင်းမှာအာပျော်စရာရောဟို challenges တွေရောအများကြီးရင်ဆိုင်ခဲ့တယ်။အများကြီးအမှတ်တရရရှိခဲ့တယ်။အာဒီနှစ်20အတွင်းမှာကျမတို့ရဲ့ group ကတမတ်ထားတဲ့ဆောင်ပုံတာကျမတို့ community ကို supportive ပေးနိုင်ခဲ့တယ်။ကျမတို့ရင်ဆိုင်ခဲ့တဲ့ challenges တွေဟာဆိုလို့ရှိရင်နာကစ်ကာလလဲနာကစ်ကာလမလို့ဟို covid ကာလဆိုရင်လည်းဘယ်သူမှဟိုမလုပ်ခဲ့တဲ့ဟိုအတွင်းလူနာမလက်ခံခဲ့တဲ့ဟာကိုကျမတို့လုပ်ခဲ့တဲ့အတွက်ကျမတို့လူမျိုးကိုကျမတို့ တို့ supportive ကောင်းကောင်းပေးနိုင်ခဲ့တယ်အာ community ကိုလည်း contribute ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ပေါ့ဒီထက်မကအောင်မြအောင်လဲထပ်ကြိုးစားတော့မယ်ဒီထက်မကအောင်မြအောင်လဲဆူတောင်းပေးပါတယ်လို့အဲဒီပန်းနိုင်ရှိကိုကျွန်တော်စပြီးတော့နှစ်လလာလုပ်ပေးပါဆိုပြီးကျွန်တော်ရဲ့ base ရေဒေါက်တာဥတည်မောင်ထွေးရနေပြီမေတ္တာရက်ခံကျွန်တော်နှစ်လလုပ်ပေးမယ်ဆိုလာခဲ့ပါတယ်နှစ်လလုပ်ပြီးတဲ့ခါကျလာပြီးတော့လုပ်ပေးမယ်အတင်လုပ်တဲ့ဆရာမမလည်းမအားမလာနိုင်သေးတဲ့အတွက်ကြောင့်ဆက်ပြီးလုပ်ပါဆိုကျွန်တော် 6လရှိတော့လွတ်ပြေးမယ်ဆိုတော့6လအထိလွတ်ပြေးရဲ6လနေပြီးတော့တဖြည်းဖြည်းနဲ့ကျွန်တော်ပါကျွန်တော်လဲဖက်ဖို့လို့မိတယ်နောက်ပြီးတော့ဒီပျော်လဲပျော်တယ်လွတ်กว่าအတူတူလွတ်ရတဲ့ရှောင်းဝင်နေတဲ့အရှင်ပြေတယ်လွတ်ရတဲ့အုတ်ထုတ်မှုပိုင်းနဲ့အရှင်ပြေတယ်ကျွန်တော်လဲဝန်ပန်းတန်ဆက်ပြီးတော့လွတ်လိုက်တာအခုရက်ပြန်ကြက်ကြည့်လိုက်တဲ့ခါကျတော့အနည်းနဲ့10တောင်ပါဒါပေမဲ့အနည်းနဲ့10တဲမှာကျွန်တော်ဆွေးရင်ဆွေးရင်တိုးတက်မှုဆွေးရင်အောင်မြင်မှုဆွေးရင်ကြော်ကြားမှုဘာလဲနောက်လူတိုင်းရဲ့အားကိုးမှုအခြေအနေတခုဖြစ်လာတဲ့အကြောင်းကျွန်တော်နေတဲ့အမတမ်းမှာပဲဝန်တာပါတယ် ။နောင်နဲ့တိတိကျကျပြီးပို့ပြီးတော့အားကိုးရတဲ့ရှေ့ဦးကြီးတွေဖြစ်ပါကြေလို့ကျွန်တော်ဆွေတောင်းမြတ်တာပို့တာပါ။မင်္ဂလာပါကျမတို့ဒေါက်တာရွှေရင်လေးမှာဘိုင်းလိုက်စင်းဦးတောင်ကြီးရဲ့ General Manager ပါ။ Happy 20th year anniversary ပါပန်းလိုက်ပန်းလိုက်ဇေယျအနေနဲ့အောင်မြင်စွာရည်တည်လာခဲ့တာအခုဆိုနှစ်ပေါင်း20တိုင်ခဲ့ပြီပေါ့နော်နှစ်ပေါင်း20အတွင်းလူနာပေါင်းများစွာကိုအကောင်းဆုံးကျန်းမာရေးဆောင်ရှောက်မှုတွေပေးနိုင်ခဲ့တဲ့အပြင်စိန်ခေါ်မှုတွေအများကြီးလည်းကျော်ပြန့်ခဲ့တဲ့အောင်မြင်မှုတွေလည်းအများကြီးရရှိခဲ့ပြီးသွားပါပြီဆက်လက်ပြီးတော့ပန်းလိုက်ရဲ့ mission အတိုင်း quality and patient safety ကိုဦးတည်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုလူဒန်းစားမျိုးရရှိနိုင်အောင်မြန်မာနိုင်ငံရဲ့နေရာဒေသမရွေးရောက်ရှိနိုင်အောင်လို့ဆောင်ရွက်နိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ကျွန်မပန်းလိုက်ဆေးရုံမှာ လုလုတာဆိုလို့ရှင်တော့၄နှစ်ကြည့်ပြီးတော့ခုဆိုရင်တော့၅နှစ်တာကာလလေးကိုရောက်ရှိနေပါပြီရှင်ကျမရဲ့၄နှစ်တာကာလကိုပြန်ပြီးတော့ reflection လုပ်ပြီးတော့ပြန်ပြီးတော့ analyze လုပ်ရမယ်ဆိုလို့ရှိရင်ပန်းလိုက်စေုံဒီလူနာများအတွက်သာမကကျမတို့ဝန်ထမ်းတွေအတွက်လည်းအနေရကင်းပြီးတော့ baking လုံခြုံစိတ်ချရတဲ့ safe environment လေးတစ်ခုအများအားရှိရအတွက်ကြောင့်မို့လို့ကျမပန်းလိုက်စေုံမှာအလုပ်လုပ်ရတာတကယ်ကိုပဲကျမကျေနပ်ပါတယ်ဒုတိယချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပန်းလိုက်စေုံကကျမတို့ဝန်ထမ်းတွေအတွက် ဘလို့အခက်အခဲတွေပဲရှိခဲ့ပါပါစေကျမတို့ဝန်ထမ်းတွေအတွက်အနည်းငယ်မမမမရက်တည်ပြီးတော့ကာကွယ်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့လည်းပန်းလိုက်စီရင်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ပန်းလိုက်စီရင်မှာလှုပ်လှုပ်နေတဲ့ကာလတက်တန်းတစ်လျှောက်မှာကျမအနေနဲ့တံပိုးထားခြင်းဆိုတဲ့ခန်းစားချက်ကလေးကိုအနည်းငယ်ရတဲ့အတွက်ကြောင့်မို့လို့ပန်းလိုက်စီရင်မှာလှုပ်လှုပ်ရတာကျမအနေနဲ့ရံပေးကုန်ယူပါတယ်ရှင် 20th anniversary အတွက်ကျမရဲ့ပန်းလိုက်အတွက်အဲဆူတောင်းစကားလေးရတော့ 30th anniversary မှာဒီတိုင်အောင်နောက်နှစ်ပေါင်းများစွာတိုင်ကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအတွက်ပုံမှန်ကောင်းမွန်တဲ့ healthcare service တွေကိုဆက်လက်ပြီးတော့ပေးဆောင်နိုင်ပါစေလို့ကျမဆုမကောင်းတောင်းပေးရပါတယ်ရှင်။ကျေးဇူးများ í တင်ပါတယ်။